အားလုံးပဲမင်္ဂလာပါခင်ဗျာ။နှွေဦးမိသားစုဝင်အပေါင်းတို့ရေနှွေဦး Family YouTube Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုပါရစေနော်။ဒီကနေ့မှာတော့ကြပြားဆရာကြည်စောအေးရဲ့ကြပြားအချို့ကိုဖတ်ပြပေးပေးရစီခင်ဗျာ။ကျွန်တော်နဲ့အတူတူ live ပါကန်စားနားဆင်ပေးကြပါဦးနော်။ဗမာစိုက်ဘေးရီးယာဘယ်တော့မှကပားဟာငါတို့ဘက်မှာမရှိခဲ့ဘူး။ ကိုလံကိုလွင်ကိုရွက်ကိုဖွင်စံတက်ခဲရတာကြီးပဲစာရွက်ကိုလက်မှတ်ထိုးတဲ့လက်ဟာကဘာကိုဖြတ်တယ်လို့အဲဒီကဗျာငါဖတ်ဖူးတယ်မင်းလောင်းလည်းမမျော်နဲ့ကဲတင်ရှင်လည်းအာမကိုနဲ့သူ့ဘဝနဲ့သူကိုဘဝနဲ့ကိုကြည်စမ်းမနေရလိမ့်စာမပါဘူးဒါဆိုတာမင်းနဲ့ဆေးရတာတရားဆိုတာ ကိုတိုင်ကျင့်ရတာလေ့ကျင့်ကမှန်မှန်လုပ်ခဲ့ရင်တော့အမားနေတာပေါ့ဝမ်းနေစရာ ကောင်းတာကဘာကြီးဟာ သူ့သမိုင်းကိုပြန်ပြော့ပြမဲ့ဗျာဆရာတယောက်ကို ဆုံရှုံလိုက်ရတာပဲတနေ့နေ့လက်ဝဲတုံတရလို့အလက်ဇန္ဒရာလို့ဇန်နစ်စင်လို့ဒီကောင်ပြန်မလာဘူးလို့ဘသူပြောရဲ့တလဲကြည်စော်အေး အရှိတောင်အာရှတို့နှွေညဟာချွေးသေးတွေထွက်လာပြီးနိုးလာတဲ့အိမ်မဆိုးလို့အာကောင်တွေ၆ကံရေဝဲတောက်နေရတဲ့တိုင်းပြည်ကိုမိပြက်နေတဲ့တိုင်းပြည်ကနေကြည်နေတဲ့ဒုက္ခတဲ့ပြဆာနေတဲ့တိုင်းပြည်ကိုဒုက္ခတကယ်ရောက်နေတဲ့တိုင်းပြည်ကနေကြည်နေတဲ့မင်းတို့အတွက်တော့ ။ဒီရတစ်ခွက်မှောက်ကြသွားတော့ပါပဲ။ငါတို့ကသင်မောနေနေတာ။မင်းတို့အတွက်တော့သွားကြညက်တော့ပါပဲ။ငါတို့ကရေးပေါ်လူနာကြာလာတော့လေ။ဘာကိုမှမယုံကြည်ဘူးဆိုတဲ့ဝါဒနဲ့ငါတက်ရှင်တက်လာတယ်။မင်းတို့ကစားပွဲမှာငါတို့အသက်တွေ လောင်းကြီးထက်ထားရတာပါကွာ။အယောအဆဆိုတာ။ ပျော်ပါမဟုတ်ဘူးလေကိုစံရမှာကငါတို့တန်ပါပဲကြပြစရာကြည်စော်အေး